မန္တလေးမြို့မှာငလင်ကြီးကြောင့်လူတွေတည်ဆုံကုန်ပြီးဘူဇာပြုခင်တို့အိန္ဒါကအိန္ဒိဘာပြိုချနေတာဖြစ်တဲ့အတွက်ကိုယ်နဲ့ဘူဇာပြုခင်ကတော့စိုးရင်လုံပြီးတော့ထိတ်လန့်လုံပြီးတော့ဆေးုံတော်တနေရာကြောင်းတည်ရပါရယ်မန္တလေးမှာတော့မန္တလေးဆေးုံကြီးမှာလူတွေတော့မဆက်အောင်ဒဏ်ရာပေါင်းများစွာနဲ့အသက်တွေပိဆိုင်ရတဲ့သူကပိဆိုင်ရလုံးဝကိုမျောလင်းမထားတဲ့ငလင်ကြီးကြောင့်မြန်မာပြည်ကြီးကတော့ဒုက္ခတွေရောက်ကုန်ကြပြီဖြစ်ပါရယ်ဘူဇာပြုခင်တို့မိသားစုဟာလေမန္တလေးမှာနေထိုင်နေကြတဲ့သူတွေဖြစ်ပါရယ် ဘူဂျာဖြူခင်တို့ရဲ့ပြီးခဲ့ထွန်းအင်ဂျီကတော့လေးထက်တိုက်ဖြစ်ကြောင်းလည်းပြီးရပါတယ်။ဒါကြောင့်ဒီကနေ့မှာတော့ဘူဂျာဖြူခင်တို့အိနာကတိုက်တွေ့တချို့ကပြိုကျမှုတွေဖြစ်ပေါ်နေတာဖြစ်တဲ့အတွက်ကိုဝန်ရှိတဲ့ဘူဂျာဖြူခင်ဟာထိတ်နေနေပြီးတော့အရန်ရန်ကိုကိုဝန်ရှိနေတာဖြစ်တဲ့အတွက်စိုးရင်ရကြောင်းပြီးရပါတယ်။ဘူဂျာဖြူခင်ဟာအမွှာဘူးလွယ်ထားရတာမှတယောက်ကမမျှော်လင့်ပဲနဲ့ပြန်လှည့်ပြီးတော့ပြတ်ကျခဲ့တာဖြစ်ပြီးတော့ခုချိန်မှာတော့အချင်းတစ်ခုပါပဲမဲ့ကလေးကတယောက်ပဲ လွယ်ခဲ့ရပြီလည်းဖြစ်ပါတယ်။ကိုချပြုခင်ဟာဒီတော့ထဲမှာလဲညစွာမှဘိုက်ထဲမှာလဲထားရတဲ့ကလေးတွေကြောင့်ဝန်စွာမှစီတော့ကရောက်နေတဲ့အချိန်မှာပဲအခုလိုမျိုးမန္တလေးမြို့မှာ ကြီးမားတဲ့ငလေးလုံပြီးတော့ဒေဆုံးမှုတွေဖြစ်ပေါ်နေတဲ့အတွက်ဒီတစ်ခါကျတော့သူတို့အိန္ဒါကတိုက်ကြီးတွေပါပြူကြမှုတွေဖြစ်ပေါ်နေတဲ့အတွက်ပုံမှုပြီးတော့စိတ်ထိခိုက်မှုတွေဖြစ်ပေါ်နေပြီးဈေးုံတောင်တည်နေရကြောင်းသိရပါဗျာ အလုံးလေးတည်ကြပါရယ်ကိုဝင်လွယ်နေရတဲ့အချိန်မှာစိတ်ထိခိုက်တာတို့လဲနာဖြစ်နာတို့ဖြစ်လို့မရပါဘူးအခုတော့ဘေးနာကအိမ်တွေအကုန်လုံးပြိုကျလာတာဖြစ်တဲ့အတွက်ဘူးချပြုခင်ကများမှာဘယ်လောက်တတိထိတ်လန့်နေမလဲနော်ဘယ်လောက်တတိစိုးရင်ပူပန်မှုတွေရှိနေမလဲပြီးတဲ့ခါကျတော့တို့အိမ်ကအရန်ဝင်မြင့်တဲ့လေးထက်ပိုက်ဖြစ်နေတဲ့အခါကျတော့ဘူးချပြုခင်ကများမှာဘယ်လောက်တတိစိုးရင်ပူပန်မှုတွေမြင့်တက်နေမလဲဆိုတာကတော့ပရိသတ်တွေခံမှန်းကြည့်အောင်နေတည်နိုင်ပါရယ်နော်အလူတန်းနဲ့အမြဲတမ်းပြုလုပ်တတ်တဲ့ဘူးချပြုခင်ဘာမှမဖြစ်ပါစေနဲ့ဘီဂင်လုံးချုံပါစေ ဒီတခါကျတော့ငလင်ပေးမှလုံမြောက်ပါစေနော်